ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Ration Channel နဲ့အားလုံးကို Retreat ဆောင်ပြန်လဲကြိုဆိုလိုက်ပါရယ်မနေ့ကနေမကောင်းတဲ့အတွက်ညပိုင်းသတင်းတွေပတင်ဆက်ခဲ့နေတယ်လည်းအားလုံးကိုအထူးပဲတောင်းပန်လိုက်ပါရယ်ခင်ဗျာအခုဒီမနက်မှာလဲပေါ့နော်စကားပြောတာတိတ်အဆင်မပြေသေးတဲ့အတွက်ကျွန်တော်တို့ Logic Tuition တွေမပြောတော့ဘဲနဲ့သတင်းဗီဒီယိုတစ်ခါတော့ကြည့်လောက်အောင်နော်โอเคကျွန်တော်တို့သတင်းนี่ก็တော့ဒီတော်တော်လေးကိုများပါတယ်เนาะမနေ့ကလည်းအဲ့တော့ပထမအဦးဆုံးကျွန်တော်ကြည့်ရမယ့်သတင်းလေးကတော့ဘိုးကြီးမျိုးစင်ရဲ့ဒီသူရဲ့တော်လန်တီထောင်ကောင်းကျိုးဆောင်အစီအစဉ်အဖြစ်ပေါ့เนาะဒီ စစ်ရှောင်ဒေသတွေမှာတွားရောက်ပြီးတော့သူတက်ဆင်နေတဲ့ဒီ internet line တွေဒီတခြားကုညီတဲ့ဟာတွေပေါ့နော်တွားကြည့်လာအောင်နော်သူဘာလောက်ထားလဲဆိုတာတော့300အတွက်ဆိုလာလျက်စင်မီစနစ်ကအာတရွာအတွက်ဆိုရင် internet starlink internet ကိုတက်ဆင်ပြီးမှဖြစ်တယ်ဆိုလာလျက်စင် internet စနစ်နဲ့ဒီ television တွေပါအကြောင်းမှာတက်ပြီးမှာပေါ့နော်ဒီ smart smart TV တွေပါတက်ပြီးမှာပေါ့300အတွက် key ထွက်ဖို့ရောက်လာတာဖြစ်တယ် အဲ့တော့သွားလာတော့အတော်ခက်ခဲပြောဟိုပေမန့်ကျန်တဲ့နေလို့ပြောရမှာပေါ့ကားတွေအောက်ပိုင်းနေတော့တော်တော်ပြက်နေတယ်လမ်းမှာထပ်ပြီးတော့တခုခုမဖြစ်ပါစေနဲ့ဆိုတော့ရမှာပဲအတန်းဆုံးထွက်နေကားဆိုတော့ကျွန်တော်အနေနဲ့တကယ်ကိုခက်ခဲပြီးတော့သွားလာရရန်ခက်ခဲပြီးတော့ဟိုလိုပုံလဲလူနေမှုဘဝပေါ့နော်တော်တော်လေးကိုနောက်မဖွင့်ပြမှုနောက်ကျကြံနေခဲ့တဲ့နိုင်ငံကြီးရွာတွေအတွက်ကိုလိုအပ်တဲ့ခလေးတွေအတွက်အဓိကလိုအပ်တဲ့ဒီဘာပေါ့ဆိုလာအသုံးပြုတဲ့နေအောင်ကြီးဆွမ်းရင်အသုံးပြုတဲ့ဒီလင်းအောင်ပေးတာ TV တွေဖွင့်တာဒါတွေကိုတက်စီမှုက လက်ရှိတွန်လိုင်းကာလမှာရေးကြည့်ပါတယ်။အောက်ဆိုအမောင်တူထဲမှာနေလာနေနေရတဲ့ကလေးတွေအတွက်ဘုသူဒ၊ပြမဘုသူဒဘလို့မှရှာဖွေစည်းပုံပွင့်မရတဲ့ကလေးတွေအတွက်ဒီစနစ်ဟာသူတို့တွေရဲ့မျက်စိအုံနောက်တွေးခေါ်ကိုယ်လင်းစေပါတယ်။လက်ရှိတွန်လိုင်းရေးကြီးဘာဖြစ်နေလဲဆိုတာကိုသူတို့အနေနဲ့ငယ်စဉ်ကလေးကသိရှိနိုင်တယ်လို့သူတို့မိဘတွေဆက်ဆောင်ပြီးပြီလည်းပဲတရင်ချက်လက်တွေကိုအချိန်နဲ့တပြေးညီရရှိရင်တော့ကြောင့်သူတို့မှာဘာတာဝန်တွေရှိတယ်ဆိုတော့တွေးခေါ်တွေကိုလည်းပေါပေါနေစေပါတယ်။ဒါကြောင့်မို့ကျွန်တော်ကဝေးလံခေါင်ဖျားပြီးတော့ဘလို့မှအလင်းအောင်ရဖို့မဆွမ်းတာတဲ့အမောင်တူတွေကလူနေမှုဘွားတွေကိုညှင့်တင်နိုင်မှုပြည်သူ့ကူညီနဲ့ကြိုးစားတာဖြစ်တယ် ဘူးသွားအောင်တက်ဆင်ပေးသုံးချောင်းဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်အနေနဲ့ကျွန်တော်ဆိုအခုနေစာဖောင်ဒေးရှင်းဆိုတဲ့အမည်နဲ့လိုက်လံတက်ဆင်ပေးရဲဆိုဆို33ချောင်းမြောက်ဖြစ်သွားပါပြီ။အဲဆို31 32 33 33ချောင်းမြောက်ဖြစ်ဖြစ်သွားပါပြီ။အဲတချောင်းတချောင်းအနည်းဆုံး730ရဲ့ကနေ40ချောင်းထိကျွန်တော်တို့ပုံကြပါတယ်။အခုဆိုပို့ပြီးတော့အဆင့်မြင့်တဲ့ဒီမှာ level 4ဒီ battery တွေနဲ့အာဒီဟော hybrid ပေါ့နော် hybrid inverter တွေကျွန်တော်တက်ဆင်ပေးတာဖြစ်တဲ့ကြောင့်ဆိုဒီ solar system ကြီးပဲကို730နီးပါးလောက်ကြာတင်ပါတယ်။အော် television နဲ့ sound box တွေပါထည့်မယ်ဆိုလို့ရှိရင်730နဲ့2000လောက်ရှိပါတယ်။ ဆိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့စေနာမြင်ဆုံးထားပြီးတော့တို့အတွက်ကငါနဲ့6နှစ်လောက်ယူတောက်လျှောက်စဉ်းစားမပြတ်အုပ်ချုပ်နိုင်ဖို့ကျွန်တော်ကြိုးစားပြီးတော့ဒီလိုအခုညီနေပေါ့ကြိုးစားပြီးလူနေမှုဘဝညီမဖို့ဆောင်ရည်နေပါတယ်ဆိုတော့ပေါင်းကူညီလူနာပေးခဲ့ကြတဲ့သူဦးချင်းတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကဲဒါတော့ဘွေးနေမျိုးစင်ရဲ့အခုလောက်ဆောင်နေတဲ့အရာတွေကိုပြပြပြီးသွားမှာဖြစ်ပါရဲ့နော်အဲတော့ចောင်းနေလည်းမနေဘူးပေါ့နော်သူပြောသွားတဲ့ចောင်းနေမနေဘူးအခုလောဝေးလံခေါင်တည်တဲ့နေရာမှာအခုလောသွားနိုင်တာလဲတကယ်ပေါ့နော်လေးစားစရာကောင်းပါရဲ့နော် ကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းတစ်ပုဒ်ကတော့အခုမြန်မာပြည်ထဲကိုပေါ့နော်ဒီတရုတ်စစ်သားတွေပုံစံမျိုးမျိုးနဲ့ရောက်လာပြီဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်သူတို့တွေကအခုဆိုရင်ဒီတရုတ်ဝစ်စုံတွေနဲ့မဟုတ်ဘဲနဲ့ပေါ့နော်မြန်မာစစ်သားပေါ့နော်မြန်မာအချမ်းဖက်စစ်ကောင်စီရဲ့ဝစ်စုံတွေဝစ်ပြီးတော့ဒီပြန်လဲတိုက်ခိုက်တော့မယ့်အနေအထားတွေကိုကျွန်တော်တွေ့နေရတယ်အဲ့မှာစနိုက်ပါသမားတွေလည်းပါတယ်ဆိုတဲ့အကြောင်းချင်းချင်းထားတယ်ရခိုင်သတင်းလေးနောက်ထပ်ကြည့်လောက်နော်တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူမျိုးနေမှာတိုက်ပွဲတဲ့အပြင်းထန်ဖြစ်ပေါ်လာပြီးနောက်တရုတ်ကျေးဇူးစစ်သားတွေကြောက်ဖြူကိုရောက်ရှိလာတယ်လို့သတင်းရရှိပါတယ် တရုတ်ကျေးဇူးစစ်သားတွေကိုစစ်ဝတ်စုံနဲ့မဟုတ်ပြီးမြန်မာစစ်တပ်ဝတ်စုံတွေဝတ်ထားပြီးအသွင်ပြောင်းပြီးပို့ထားတာလို့ဆိုပါရယ်အခုရောက်ရှိနေတဲ့တရုတ်ကျေးဇူးစစ်သားတွေအထင်မှာစနိုက်ပါသမားတွေလေးပါဝင်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်သူတို့ကိုဖေဖော်ဝါရီလနောက်ဆုံးအပတ်ကကြောက်ဖြူကိုလေကြောင်းကနေတဆင့်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်တရုတ်စီမံကိန်းကြီးတွေတရှိတဲ့မဒေးကျွန်းဟာတိပုတ်တောင်မှာရှိတဲ့ဒညဝတီရေတန်းနဲ့9မိုင်လောက်အကွာမှာတရှိပြီးတော့မဒေးကျွန်းမှာဆိုရင်တရုတ်လူမျိုးဝင်ထမ်းရာနေရှိရှိတယ်လို့ဆိုပါတယ် လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတရုတ်ကျေးဇာစစ်သားတွေကိုစစ်ကောင်စီရဲ့ဒဏ္ဍာရီရေတပ်ဌာနချုပ်အမှတ်30နှစ်ရေတရင်အပါအဝင်တရင်တချို့မှဖြန့်ချထားပြီးနေပြည်တော်မှာလေလက်နက်ပစ်ကိုပေးဖို့အတွက် ပို့ထားတယ်လို့ဒေသခံမြေပြည်သတင်းအရင်းမြစ်တွေကပြောပါတယ်။နရင်းစရာကစုံစမ်းချက်အရတရုတ်ကျေးဇာစစ်သား90ဝန်းကျင်လောက်ရောက်ရှိနေတယ်လို့သိရပါတယ်။အခုရောက်ရှိနေတဲ့တရုတ်ကျေးဇာစစ်သားတွေဟာတိုက်ပွဲဝင်ဖို့အတွက်မဟုတ်ဘဲစစ်ကောင်စီတပ်သားတွေကိုနေပြည်တော်ပိုင်းဆိုင်ရာဒရုန်းစနိုက်ပါနဲ့ လည်းနဲ့ပြစ်ကိုတွေကိုပြသဖို့တက်တာဖြစ်တယ်လို့တက်တွင်သတင်းတွေအရသိရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကလေကြောက်ဖြူမျိုးအနီးကမဒေးကျွန်းစီမံကိန်းကိုလုံခြုံရေးယူဖို့အတွက်တရုတ်စစ်သားတွေကိုစစ်ကောင်စီကပို့ဆောင်ထားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ကဲဒါတော့နော်ဒီရိုင်းဘက်မှာဒီတရုတ်စစ်သားတွေရောက်နေတဲ့သတင်းပဲဖြစ်ပါတယ်နော်။ ကဲဒီသတင်းနဲ့ပတ်သက်ပြီးတော့နော်အခုချိန်မှာဆိုရင်မြန်မာပြည်ရဲ့အခြေအနေကပေါ့နော်အာတော်တော်လေးကိုအရေးကြီးလာတဲ့အခြေအနေဖြစ်ပါတယ်နော်အခုမဲအောင်လိုင်းကလည်းရုရှားသမ္မတနဲ့တွေ့ပြီးနောက်ပိုင်းမှာသူတို့လှုပ်ထားတဲ့သူတို့ရဲ့ဒီသဘောတူညီချက်တွေဘာတွေရှိခဲ့လဲဆိုတဲ့အပေါ်မူတည်ပြီးတော့ပေါ့နော်အာကျွန်တော်တော်လိုင်းဘက်ကလည်းသတိထားမယ်ဆိုတဲ့အကြောင်းကိုပြောပြလာတယ်အမှတ်သေးသေးရေးပြီးတခြားလောက်ကြည့်ကြအောင်နော်တန်းအရေးကြီးတဲ့ကိစ္စတည်းရဖြစ်ပါတယ်ဒီရုရှားနဲ့မအားလားတွေ့ဆုံမှုဟာကျွန်တော်တို့ပြည်သူလူထုအတွက်ရင်ထိတ်စရာကောင်းတဲ့ကိစ္စတည်းရဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အော်ပေးနေတယ်ဆိုတာကလည်းတော်တော်လေးကိုမှကျွန်တော်တို့ စဉ်းစားရတော့မယ်တိုင်ပင်ဆွေးနွေးရတော့မယ်ကိစ္စတရဖြစ်လာပါပြီเนาะညနေပြောင်တိုက်ပြီးတော့မြန်မာနိုင်ငံကိုလှုပ်ချင်လို့လှုပ်ဂျွန်းတူမှောက်ကုန်ဖြစ်အောင်လှုပ်ဖို့အတွက်ကိုမင်းအွန်လိုင်းကိုပဲရွေးချယ်လိုက်ပါအဲ့ကျွန်တော်မြန်မာလူငယ်တွေဟာဒုအော်တိုင်းပါเนาะကျွန်တော်နိုင်ငံကြီးကိုအသက်ပေးပြီးတော့ကာကွယ်နေလေဆိုတာကျွန်တော်ခေါင်းဆောင်ကိုကောင်းဆောင်တွေကိုဖမ်းထားတဲ့အကြောင်းပြချက်တခုလည်းနဲ့မဟုတ်ပါဘူး။ကျွန်တော်တို့ပြည်သူလူထုအားလုံးရဲ့အနာဂတ်တိုင်းပြည်ရဲ့အနာဂတ်အတွက်တိုင်းပြည်ကိုချစ်လို့ဒီလမ်းကိုကိုဟတာကိုရှောက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့တော့ ဒီလိုအနေထားမှာတိုင်းတဘာကတာကျွန်တော်တို့နိုင်ငံကိုလာပြီးတော့အာနာကင်ပြီးချဲလဲခြင်းတို့ချဲလဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာလူထုမြန်မာလူငယ်များဟာလက်ပိုက်ကြည့်မနေဘူးဆိုတာကိုလည်းကျွန်တော်တို့သိပါဒါပေမဲ့ကျွန်တော်တို့ပြစ်လာမှထပြီးတော့လုံလုံရတဲ့ကိစ္စမျိုးမဟုတ်ပါဘူးအခုချိန်တည်းကတည်တည်ချာချာစဉ်းစားဖို့ပြင်ဆင်ဖို့လိုအပ်ပြီဆိုတာကိုကျွန်မအနေနဲ့ပြောချင်ပါတယ်ဒီလိုအနေထားမျိုးရောက်လာခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူငယ်တွေเนาะကျွန်တော်တို့ပြည်သူလူထုတွေလုံးဝတီးခံရမယ်အခြေအနေမျိုးမဟုတ်ပါဘူး ဲ့တော့တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်မင်းအောင်လိုင်းစစ်အုပ်စုကတော်တော်လေးကိုပြူလဲနေပြီဖြစ်ပါဖြစ်ပါတော်တော်လေးကိုဘာမှကိုမလုပ်နိုင်တော့တဲ့လက်တွေချီတွေပြက်နေတဲ့အခြေအနေတည်းကိုသူတို့ရင်ဆိုင်နေရတာဖြစ်ပါအဲ့ဒီလိုအနေထားမှာသူတို့ကျွန်တော်တို့နိုင်ငံထဲမှာရှိနေတဲ့အသက်တွေကိုကျွန်တော်တို့နိုင်ငံထဲမှာရှိနေတဲ့ရင်းမြေတမိုးရှိတဲ့အရာတွေကိုပေးလိုက်ဖို့ဝင်နေတော့မှာမဟုတ်ပါဘူးဒါဟာသူတို့ရဲ့တိုက်ပွဲဖြစ်ပါတယ်နော်နောက်ဆုံးထုတ်ပွဲဖြစ်ပါတယ်ဥထားတဲ့ထုတ်ပွဲကိုနောက်ဆုံးမှထုတ်လာတာဖြစ်ပါတယ်အဲ့တော့ အဲ့ဒီအချိန်တွေတည်းမှာပြည်သူလူထုခေါင်းကြီးဆိုင်မှုလုပ်ပါတယ်ကျမတို့အချိန်တိတ်အချိန်တွေတည်းကိုစောင့်ဆိုင်းနေဖို့ထက်ကျမတို့ဒီလက်ရှိမင်းအောင်လိုင်းရဲ့လုပ်ရက်ကိုကျမတို့ဘယ်လိုတားဆီးနိုင်မလဲဘယ်လိုရင်ဆိုင်နိုင်ဘယ်လိုရင်ဆိုင်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာကိုဝိုင်းဝန်းပြီးတော့သုံးသပ်ရအောင်မယ့်အခြေအနေဖြစ်ပါတယ်လှုပ်ဆောင်ရအောင်မယ့်အခြေအနေဖြစ်ပါတယ်အဲ့တော့ကျမတို့မြန်မာလူထုမြန်မာလူငယ်တွေကိုရုပ်ကြည့်တယ်နော် PDF တွေဟာဆက်ဆက်တူမီးလေးကန်ပြီးတော့လက်ရှိအခြေအနေကိုလေးရင်မြန်တွေကိုပါပြစ်ချနိုင်တဲ့အခြေအနေတွေကိုရောက်လာတာစိတ်တက်တစ်ခုနဲ့ဖြစ်ပါတယ်အခုကျမတို့ အဲ့ဒီစိတ်တက်နေပဲမောင်းတင်ပြီးတော့ရှေ့ဆက်ရမယ့်အခြေအနေတက်ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ PDF လေးတွေစစတော့ကကျွန်တော်တိုင်းရင်းသားလက်နက်ကင်တွေရဲ့လက်ထဲမှာပညာသင်ယူရတဲ့အချိန်အဲ့ဒီပညာသင်ယူရတဲ့အချိန်မှာတခြားလူတွေနော်၆လောက်လောက်သင်ရမယ်စစ်တင်တဲ့နေကိုကျွန်တော်တို့ PDF တွေက PDF လေးတွေက2လ3လနဲ့တက်မြောက်ခဲ့တာဖြစ်ပါတယ်ဒါဟာပါလဲဆိုလို့ချင်းသူတို့ရဲ့စိတ်တက်ပြင်းပြမှုကိုဦးဆောင်ပြီးတော့ဒီအခြေအနေကိုရောက်လာတာဖြစ်ပါတယ်နောက်တိုင်းရင်းသားလက်နက်ကင်တွေထဲမှာရောနော်မြန်မာနိုင်ငံရဲ့စစ်ကောင်စီ စစ်အုပ်စုမှာရောအသေးခံတက်တာဆိုတာရှိပါတယ်အဲ့တော့ကျမတို့ PDF လေးတွေတော်လေးရောက်သွားတဲ့အချိန်အဲ့ဒီလိုအသေးခံတက်တာတယောက်ဖြစ်ဖို့အတွက်လေ့ကျင့်ရတဲ့လေ့ကျင့်ခန်းတွေရှိပါတယ်အဲ့ဒီလေ့ကျင့်ခန်းတွေမှာ PDF တွေကဘယ်လောက်ထိတောက်ခံနိုင်ခဲ့လဲဆိုလို့ရှိရင်သူတို့တိုင်းရင်းသားလက်နက်ကင်တွေအတွင်းထဲမှာရှိနေတဲ့အသေးခံတက်တာတွေကသူတို့အသေးခံတက်တာတယောက်ဖြစ်ဖို့အတွက်သူတို့ဟာနှစ်နဲ့ချီပြီးစူးစမ်းရတာဖြစ်ပါတယ် အထေခံတက်တာဆိုတဲ့ဒစိတ်ကလေးကိုဒီမှာသူတို့အမှတ်တမ်းလေးနဲ့ကတ်ထားဒီဒစိတ်ပကုံးပုံရောက်လာတဲ့သူကလုတ်ချင်တာလုတ်ခွင့်ရှိပါတယ်နော်ဒါတန်းရင်သားလည်းနဲ့ဂိုင်းလေးမှာရှိနေတဲ့စီမင်းစီကမှာရှိလုတ်ချင်တာလုတ်ခွင့်ရှိရဆိုတာကရန်သူကိုလုတ်ချင်တယ်လို့လုတ်လို့ရပါတယ်နော်ပြစ်မိတ်မပေးလဲသူတို့မှာလုတ်ပိုင်ခွင့်ရှိပါတယ်အဲ့ဒီလိုအချင်းကြီးတည်းရဲ့အဲ့ဒီလိုအဲအထေခံတက်တာတယောက်ဖြစ်ဖို့အတွက်ကိုနှစ်နဲ့ချီပြီးတော့လေ့ကျင့်ရပါတယ်အဲ့ဒီမှာမှအယောက်တရာမှာမှ၁၀ရောက်လောက်တင်တဲ့အနေထားမျိုးဖြစ်ပါတယ် တော်ရုံတန်ရုံမလုံနိုင်ပါဘူးတော်တော်ရက်ဆက်ကြမ်းကြုတ်အပင်မဆင်းရဲခံပြီးဒုက္ခခံရတဲ့အခြေအနေပြောဘလောက်ထိဆိုးရလဲဆိုလို့ရှိရင်မိလာတွင်ထဲမှာ၃ရက်လောက်အဲ့ဒီအနံ့တွေခံပြီးတော့ငုတ်တုတ်ထိုင်ရတဲ့လေ့ကျင့်ခန်းတွေတော်တော်ဆိုးရတော့အဲ့ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှမထိုင်နိုင်လို့ပြန်တက်လာတဲ့လူကပြန်တက်ခွင့်ရှိပါတယ်လေကားတွေပါချပေးထားပါတယ်နော်မိလာတွင်ထဲမှာထည့်ရတယ်လေကားတွေချပေးရတယ်မင်းတို့ရဲ့ဒေချင်မှုပါပဲနော်မင်းတို့အပေါ်ပြတ်တက်ရှင်လာလို့လဲရတယ်ဒါမင်းတို့အတီကန် တ်တာတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်မင်းတို့အဲ့ဒီမိန်းလာတွေနဲ့မှာ၃ရက်ထိုင်မယ်ဆိုထိုင်ရရဆိုအဲ့ဒီလိုလေးကျင့်ကန်းနေအထိအသေးခံတတ်တာတယောက်ကလေ့ကျင့်ရမှာအဲ့တော့အဲ့ဒီလေ့ကျင့်စဉ်ကိုနော်လေ့ကျင့်ထားတဲ့လူတွေကနှစ်နဲ့ချီပြီးလေ့ကျင့်ခဲ့ရပါမယ်ကျွန်တော်တို့မြန်မာပြည်တည်းအလူငယ်လေးတွေတော်လည်ရေးကလာရောက်သွားတဲ့အချိန်မှာအသေးခံတတ်တာတယောက်ဖြစ်ဖို့အတွက်ဒါကိုလက်ပိုင်းနဲ့အောင်မြင်ခဲ့ပါတယ်အဲ့ဒီတစိ့ကိုကတ်ခွင့်ရတယ်အဲ့တော့သွားပြီသူတို့ကဘယ်လောက်ထိနာတီးပြီးတော့မှဘယ်လောက်ထိခံယူချက်ပြေးနေဆိုတာကိုပြောပြခြင်းဖြစ်ပါတယ် အဲ့ဒီလိုပေးဆက်ပြီးတော့လုပ်နေရတဲ့လူငယ်တွေကပညာတတ်တွေအများကြီးပါပါတယ်နိုင်ငံတကာနိုင်ငံမှာပညာတတ်တွေကတော်တော်လေးကိုမှကာကွယ်စောင့်ရှောက်သင့်တဲ့လူတွေဖြစ်ပါဒါပေမဲ့အဲ့ဒီပညာတတ်တွေကိုလက်ရှိအချိန်လေးလက်ရှိအနေအထားမှာတော့တော့နိုင်ငံကြီးကမစောင့်ရှောက်နိုင်ပါဘူးတိုက်ပွဲဝင်ရအသက်ပေးသွားရတဲ့ပညာတတ်တွေလည်းရှိပါအဲ့တော့ပြည်သူလူထုကိုပြောချင်တာကကျွန်တော်တို့ဘယ်လိုအခြေအနေတရက်ကိုရင်ဆိုင်နိုင်ရင်ဆိုင်ခဲ့ရပါစေရင်ဆိုင်နေရပါစေကျွန်တော်တို့ပြည်သူလူထုတာညင်ရင်ပြည်သူလူထုအင်အားတွေတာအများကြီးပါခဲ့နေဆိုလို့ရှိရင် ကျမတို့ဒီတုံလန်ရေးကိုလည်းများအဆုံးတက်နိုင်မှာဖြစ်ပြီးတော့တခြားနိုင်ငံရဲ့အချုပ်အာဏာနဲ့ကျမတို့ကျွန်လုတ်ရမယ်ကျွန်ဆက်သွင်းခံရမယ်ဘဝကအမြန်ဆုံးလွတ်မြောက်မှာဖြစ်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျမတို့နိုင်ငံကြီးဟာဒီတုံလန်ရေးခါလဲနောက်ဆုတ်သွားမှာနောက်ဆုတ်သွားမှာမဟုတ်တလို့တစ်ဖက်ကလည်းအင်အားတွေအတကုံဖြုံးတီးပြီးတော့မှအင်အားဆိုတာကျမတို့နိုင်ငံထဲမှာရှိတဲ့အရာတွေတနိုင်ငံလုံးကိုတရည်ရည်ထိုးကျွေးပြီးတော့မှကျမတို့ရဲ့ဘဝတွေကိုမြောင်းနေတည်ဆွဲချသွားမှာဖြစ်ပါတယ် ဲ့တော့ကျမတို့ကအဲ့ဒီအခြေအနေတရက်ကိုစောင့်နေမလားပြဿနာကိုစောင့်နေမလားပြဿနာကိုရင်ဆိုင်မလားဆိုတာကကျမတို့အဖြေရှာရတော့မယ့်အခြေအနေတရက်ဖြစ်ပါတယ်အဲ့တော့မကူနိုင်ဘူးမကူကျင်ဘူးလို့နော်မကူရဲဘူးဆိုတဲ့လူတွေကပါစဉ်းစားရတော့မယ့်အနေအထားဖြစ်ပါတယ်နော်တော်လန်ရေးကိုတော်လန်ရေးမှာလိုအပ်နေတာဟာလက်နက်ပါလက်နက်ခဲရမှာလက်နက်ခဲရရှိမှကျမတို့ကတိုက်လို့ရမှာဖြစ်ပါတယ်လက်နက်ခဲရမရှိဘဲနဲ့တုံးနဲ့သွားတိုက်လို့မရပါဘူးအဲ့တော့ဒီလိုစိုးရွားလာတော့မယ့်နော်ကျမတို့နိုင်ငံရဲ့ အနာကတ်ကိုစိုးရိမ်နေဆိုလို့ရှိရင်ဒေါ်လေးရေကိုထောက်ပံ့ရပါပြည်သူတွေစဉ်းစားကြပါခေါင်းကြီးဆန်ကြပါလှုပ်တင်တာကိုလှုပ်ဖို့အတွက်ကျမတို့တွေဆုံးဖြတ်ချက်ရဲရဲတွေချကြအောင်ကျမတို့ကအရှုံးမပေးသေးရေလုံးဝမရှုံးသေးပါဘူးကဲဒါတော့မသေးပြောသွားတဲ့တင်မဲ့ဖြစ်ပါရဲ့နော်အဲ့တော့ဒီရုရှားနဲ့သူတဘောတူညီချက်ရခဲ့တဲ့အချိန်မှာဘာတွေပါလဲမသိဘူးနော်ဒါပေမဲ့လည်းရုရှားစစ်သားတွေတော့မြန်မာပြည်ထဲကိုရောက်နိုင်တဲ့အနေအထားတွေရှိတယ်ပေါ့နော်အဲ့တော့စီးရီးယားရဲ့အရေးခွင့်ကိုကြည့်ရဆိုရင်ရုရှားစစ်သားတွေဒီသူတို့ ဒီစီရီယားထဲထိရောက်ပြီးမှသူတို့စစ်ကူပေးခဲ့တာတွေဘုံကျခဲ့တာတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအခြေအနေတွေလည်းဖြစ်သွားနိုင်တဲ့အတွက်ဂျူရီပြင်ဆင်ဖို့သတိပေးထားရဖြစ်ပါတယ်နော်ကဲနောက်ထပ်ကျွန်တော်နားထောင်မှာတော့ MMD ရေပေါ်ပြောထားတဲ့ဟာလေးလည်းကျွန်တော်တစ်ချက်နားထောင်ကြည့်လာအောင်နော်အေးကျွန်တော်ထွက်မယ်အဲ့လေပြန်လာဖြစ်လာမလားဖြစ်လာဆိုတော့ကျွန်တော်လည်းမသိသေးဘူးပြနော်လူဟာလူတို့တွေရဲ့အခြေအနေရပေါ့ဟောတော့အချို့လူတွေဆိုရင်တော်တော်မှတအိတ်နဲ့နေရသုံးရှိနေပြီနော်ဟိုလင်းဘုံခွဲတဲ့လူတွေလည်း ဒီဘုတ်ကတော့မတွေ့တော့မတွေ့နိုင်ပါဘူးเนาะအဲ့လိုတွေ့ခဲ့တဲ့ဆိုရင်လေတော်တဲ့အဝိတ္တနေရလေးတွေမပစ်ပေးကြပါနဲ့။ဘာကြောင့်လဲဆိုတော့လူတို့တွေဟာမင်းတို့ရဲ့ရန်ကိုကြောက်လို့တော်တယ်မှာပဲအိတ်နေကြရတယ်။တော်တယ်မှာအိတ်နေကြရဆိုတော့ချမ်းချမ်းချမ်းအေးအေးနဲ့အခုလိုစောင်းနေမှာရှမ်းပြည်နယ်ချမ်းချမ်းအေးအေးမှာတော်တယ်မှာအိတ်နေရတယ်စောင်းမှာပါချမ်းတော့မှာပါပဲနဲ့အိတ်ရတယ်ဆိုမင်းတို့စဉ်းစားကြည့်။မင်းတို့တာရမီတွေဆိုမင်းတို့ကိုချင်းစာမီလာကွာ။ဟမ်မင်းတို့တာရမီတွေမင်းတို့အဖေမီတွေဖြစ်ခဲ့မှာဆိုမင်းတို့ဖယ်လို့နေမလဲ။ မင်းတို့ကကြည့်နေလဲလက်ပိုက်ကြီးမဟမ်အေးခွဲကြတယ်ဆိုငါလွန်ဝေငါ့ကိုတဲ့လက်ခွဲနော်တောင်ခမ်းနဲ့ကောင်းဆန်ချားမှာအဲ့တော့မှငါရှိတယ်ငါ့ကိုတဲ့လက်ခွဲဒီညာဖို့ဒီဒီညာဖို့နော်ဟုတ်ပြီလားရှိရဲ့3လ2025ဒီညအဖို့ခွဲကျင်အောင်ခန်းနဲ့ကောင်းဆိုင်ရဲ့ချားမှာငါရှိနေတယ် မင်းတို့တချင်တာငါ့အောင်မလားလူတို့ဒုက္ခမှာပိနေအေးအိတ်သားမှာငါရှိတယ်မင်းတို့တချင်နေတဲ့ငါအဲ့မှာမင်းတို့ခွဲကျင်လို့ဆိုလက်ခွဲရှေ့ရ3လ2025မင်းလက်ခွဲလားလူတို့ဒုက္ခမှာဆက်မှာပိနေတော့ဘာသာလူတို့တွေပြင်ပန်းနေပြီနော်လူတို့တော်တော်ပြင်ပန်းနေပြီသူတို့ကညောင်းလဲကောင်းကောင်းမအိအောင်ဟုတ်လားစောင့်မပါဘူးချင်းတော်မပါဘူးအဲ့ရခင်မရှိဘူးတော်တယ်မှာတုံလို့အိတ်နေရတယ် အဲ့လေရင်ဘုံခွဲတဲ့ကောင်းနေရလဲမင်းတို့စဉ်းစားကြည့်မင်းတို့အဲ့လူတွေအဲ့ပြည်သူရဲ့နေရာမှာမင်းတို့ရဲ့အဖေအမေမိဘအဆွေမျိုးညီကောင်မောင်နှောဖြစ်ခဲ့မင်းတို့ဘယ်လိုခံစားရမလဲငါအခုငါနေတဲ့နေရာကိုဒီညငါတွားမဲ့နေရာငါနေမဲ့နေရာကတဲ့ပြောတော့ပြီကဲဒါတော့နော်ဒီ MD ရုပ်ပြောတဲ့သတင်းစကားဖြစ်ပါတယ်အဲ့တော့တို့ live show ဖတ်မှာဆိုရင်ဒီဂျပန်စစ်ကောင်စီဘုံကျဲတာကိုပြည်သူကြောက်နေရတဲ့အနေအထားရှိပါတယ်နော် ကဲနောက်ထပ်ကျွန်တော်တို့ပေါ့နော်ဒီရခိုင်သတင်းလေးတစ်ချက်တော့ကြည်လာနော်ခံမကြစီရဲ့အတွက်စစ်ကောင်စီအင်အားထောင်နှင်းကြီးထမှန်ပြီးစစ်ကြောင်းထုံနေတယ်လို့သတင်းရရှိပါတယ်ကဲရခိုင်ကိုထောင်နှင်းကြီးထပ်ပို့ထားနော်အံပတန်လမ်းပေါ်ကငဖဲမျိုးအပိုင်းနေရီကန်ပြူဟာစခန်းကိုမော်ပြီးမကွေးဖက်ကပြည်သူစစ်မှုထမ်းအပါအဝင်စစ်ကောင်စီအင်အားတွေဖြစ်တင်းနေတာဖြစ်ပါတယ်သူတို့ကိုငဖဲမျိုးပဒန်ရှိကပစာဆုံကုံအမြောက်တဲ့၃ခုကမဆက်ခ905ကနေတစင်းအင်အားဖြစ်နေတာလို့ဆိုပါတယ် စစ်ကြောင်းတစ်ကြောင်းမှာအင်အား၂၀၀လောက်ပါရှိပြီးတော့စစ်ကြောင်း၅ကြောင်းစုစုပေါင်းအင်အားထောင်နှင်းချီဟာသူတို့ရဲ့လမ်းကြောင်းအတိုင်းနေရီကန်ကိုခြိတက်သွားတာဖြစ်တယ်လို့အန်ဒီတာခန်တယောက်ကနရင်စရာကိုပြောပါရယ်စစ်ကောင်စီရဲ့နောက်တန်းမှာလည်းလက်နက်ခဲယမ်းအပါအဝင်ဒရုန်းတွေတင်ဆောင်ထားတဲ့ကားတွေပါလာတယ်လို့သိရပါရယ်လက်ရှိနေရီကန်တိုက်ပွဲကိုစစ်ကောင်စီဖက်ကစက်တက်လေးထိလေရင်ပေါ်ကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့ဆုံကောအမြောက်တပ်ကနေလက်နက်ကြီးကြီးတွေပစ်ကူပေးနေတယ်လို့ဆိုပါရယ် စစ်ကောင်စီကအခုအမ်ဘဒန်လန်ဘော်ကနေရီကန်တိုက်ပွဲမှာမော်ဘီကတရင်တွေငခွေကတရင်တွေကနေပြည်သူစစ်မှုထမ်းစစ်သားအများအပြားကိုအုံပြထားတာဖြစ်တယ်လို့တက်တွင်းသတင်းတွေအရသိရပါတယ်ရှင်။ကဲဒါတော့အချက်ပဲစစ်ကောင်စီအင်အားတစ်ထောင်လောက်ရခိုင်ဘက်ကိုစစ်ကူပို့တဲ့သတင်းပဲဖြစ်ပါတယ်နော်။ ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာတော့အခုချိန်မှာဆိုဂျပန်စစ်ကောင်စီရပါတော့ဒီရွေးကောက်ပွဲနဲ့ဒီသူထွက်ပေါက်လုပ်ထားတဲ့ကိစ္စတွေကိုအခုချိန်မှာဆိုကောင်နေဖော်နေဖြစ်ပါတယ်เนาะအဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောလာတယ်ကြော်ဆိုးရွေးပြီးတော့ချက်နှောင်းကြည့်အောင်เนาะဒီအချိန်တွေကပြည်တွင်းမှာရှိတဲ့နိုင်ငံရေးပါတီတွေအတွက်လည်းသူတို့ဘာတွေလုပ်ဖို့ရှိလဲသူတို့ဘာတွေလုပ်ရမလဲလူတွေလူတို့လက်ခံအောင်ဘယ်လိုမျိုးပါတီရှိမထွက်လို့သူတို့တွားပေးနေချင်းဖြစ်ပါမယ်ဆိုတဲ့ကာလကိုရောက်သွားပြီပေါ့ဗျာအော်လက်ရှိဒီမြန်မာနိုင်ငံမှာကနိုင်ငံရေးပါတီတွေနဲ့ပတ်သက်ရင်နိုင်ငံရေးပါတီပေါင်းကျွန်တော်90ကျော်ရှိတယ်လာပြောတာ ပြည်သူလူထုကိုတောင်းပေးကြည့်ကျွန်တော်တို့၅ပါတီပြအောင်မသိတဲ့လူလူအများကြီးပဲနောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံပါတီတွေအနေနဲ့လည်းဟိုမိမိပါတီလူထုထောက်ခံလာအောင်ကျွန်တော်တို့အရှိန်ကိုကောင်းကောင်းနဲ့တော့တွေးတည်လောင်းဖို့တော့လိုရဲပြာနော်ဒီတိုင်းဟိုဟိုတကယ်ရွက်ောက်ပဲနီးပြူပါမဟာပြူပါကပြီးခဲ့တဲ့2015 2020ကာလနဲ့တော့ဒီချင်းကလုံးဝမတူဘူးလုံးဝမတူအဲ့တော့တည်တည်ချာချာပြင်ဆင်ထားဖို့လိုတယ်တနည်းအားဖြင့်တနည်းအားဖြင့်ကျွန်တော်တို့လက်ရှိကာလကနိုင်ငံပါတီအလုံးတပြေးညီဖြစ်သွားတဲ့အနေထားပဲပြာ ဒါအရှိတရားပဲနိုင်ငံပါတီအင်အားကြီးတွေပဲဖြစ်စေအင်အားသေးတွေပဲဖြစ်စေအင်အားငယ်တွေပဲဖြစ်စေနိုင်ငံပါတီတွေအားလုံးကဒန်းလို့အခွင့်ရတာဒီ2025ရုပ်ောက်ဝဲကဒန်းလို့အခွင့်ရတဲ့ရုပ်ောက်ဝဲပဲသူကသူနိုင်ငံပါတီကြီးတွေပဲဖြစ်စေငယ်တွေပဲဖြစ်စေအားသူကသူဟိုဘယ်နှခုနှစ်ကပဲတီထောင်ထောင်အဲ့ဒါကတိတ်အရေးမပါတော့ဘူးအရေးပါတာကမိမိပါတီကလူလူကိုဘာတွေလုပ်ပြနိုင်မလဲအဓိကဒီကြားထဲမှာကျွန်တော်တို့အချိန်နေရှိသေးတယ်အရှိအချိန်နေရှိသေးတယ်အဲ့ဒီအချိန်ကိုကောင်းကောင်းအသုံးချမယ်ဆိုရင်အသုံးချနိုင်တဲ့ပါတီကလွတ်တော်တယောက်ပါပဲ အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်ပြီးခဲ့တဲ့2010ကာလအတိုင်းအတိုင်းသူတို့ဆက်ပြီးစီမျောကြမယ်2000 2015ခုနှစ်တည်းကအတိုင်းဆက်ပြီးစီမျောကြမယ်ပြီးတော့ကျွန်တော်2020ကာလရုပ်ောက်ဝဲတုန်းကလို့အဲ့ဒီအတိုင်းပဲစီမျောကြမယ်ဆိုရင်တော့အဲ့ဒီပါတီကြံခဲ့ပါပဲအဲ့ဒီပါတီကြံခဲ့ပါပဲကျွန်တော်တို့ကဒီကာလကတကယ်ကိုဒါနိုင်ငံပါတီတွေကလက်ရုံးရင်းနှလုံးရင်းထုတ်ပြရတဲ့ထုတ်ပြခွင့်ရတဲ့အခင်းကြီးလည်းဖြစ်တယ်ဗျ။တဖက်မှာကျွန်တော်တို့နိုင်ငံပါတီရဲ့ပတ်သက်တဖက်မှာစိန်ခေါ်မှုတွေရှိသလိုပဲတဖက်မှာကျွန်တော်အခွင့်အလမ်းတွေလည်းရှိတယ်။အခွင့်အလမ်းတွေလည်းရှိတယ်။အဲ့တော့ ကိုယ့်ရဲ့အခွင့်အလမ်းကိုကျွန်တော်အသုံးချဖို့လိုတယ်လက်ရှိနိုင်ငံပါတီနဲ့ပတ်သက်ရင်နိုင်ငံပါတီအများစုကခင်ဗျာနေပြည်တော်မှာလာပြီးဆစ်ဆောင်နေကြတာဗျနေပြည်တော်မှာလာပြီးဆစ်ဆောင်နေကြတာအနိုင်ငံပါတီအများအများကြီးအတိုင်းပဲအဲ့တော့ဘလို့နေသူတို့ရွေးကောက်ပွဲဝင်ကြမလဲလူလူလက်ခတ်အောင်လာအောင်ဘလို့နေပြောကြမလဲတော့ကျွန်တော်တို့နားမလဲဘူးကျွန်တော်နားမလဲဘူးတိုးတော့လည်းပဲတိုးတော့လည်းပဲနိုင်ငံပါတီကြီးအားလုံးကနေပြည်တော်မှာလာပြီးဆစ်ဆောင်နေကြတယ်အဲ့တော့သူတို့ဘလို့နေမဲဆွယ်မလဲတော့ကျွန်တော်နားမလဲဘူးဗျာအဲ့တော့အဲ့လိုအခြေအနေရောရှိတယ်အဲ့တော့အဲ့ဒီအခြေအနေလေးကိုကျွန်တော်တင်ပြပါမယ်မနေ့ကဒါနတ်စကဥရာကြီးကဒီဘီလာရုနိုင်ငံမှာပြောဆိုခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မူရင်းတိုင်းကျွန်တော်ပြောပါမယ်ကျွန်တော်တို့ကလည်းပြီးခဲ့တဲ့2020ရွေးကောက်ပွဲရွေးကောက်ပွဲမှာမဲမတမအောင်တွေဖြစ်တဲ့အတွက်ကျွန်တော်နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခိတ္တတောင်းယူထားတာဖြစ်ပါတယ်မကြာခင်မှာလည်းဥပဒေနဲ့ညီရွေးကောက်ပွဲကိုကျင်းပသွားဖို့ရှိပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလမှာအစောဆုံးကျင်းပဖို့စီစဉ်ထားပါတယ်တဲ့အဲ့လိုပြောပါတယ်တရှိရွေးကောက်ပွဲဝင်ဖို့နိုင်ငံပါတီပေါင်းအားလုံး53ပါတီစင်သွင်းထားပါတယ်တဲ့စင်ပြသွင်းထားတယ်ပေါ့ဗျာအဲ့တော့ ီလောက်နိုင်ငံတွေနဲ့လည်းလေးလာရေးအဖွဲ့တွေဆင်လုပ်ပေးဖို့ဒါဖိတ်ကြားတယ်ပေါ့ဗျာဖိတ်ကြားတယ်ဒါတော့ကျွန်တော်ရုပ်ောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စပေါ့ဗျာပြီးမှကျွန်တော်ကျန်တဲ့ကိစ္စအဆက်ပြောပါမယ်အဲ့တော့လက်ရှိဒီနိုင်ငံပါတီတွေကမြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိနိုင်ငံပါတီတွေကကျွန်တော်အားမလာတယ်ပြောရမယ်ဆိုရင်တော့ဒီပွဲတက်တဲ့နိုင်ငံပါတီတွေရဲ့ level တစ်ခုလောက်ပဲရှိတယ်ဒါကျွန်တော်တို့ကကျွန်တော်တို့ကလူ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 နဲ့ဆိုင်တဲ့ကိစ္စတော့ကျွန်တော်လူလူဘက်ကပဲကျွန်တော်ရည်ပြောရမှာပဲ ကဲဒါတော့เนาะချမ်ပီယံစစ်ကောင်စီဘက်ကနေရွေးကောက်ပွဲမဖြစ်ဖြစ်အောင်ပါเนาะပါတီတီကိုစီယုံနေတဲ့အခြေအနေဖြစ်ပါတယ်เนาะပါတီတီကလည်းအားလုံးသိတဲ့အတိုင်းပဲအခုချိန်မှာဆိုရင်တော့ချမ်ပီယံစစ်ကောင်စီကိုကြောက်လို့သာသူတို့တွားနေရပါဘောเนาะတချို့တွေကအခွင့်အရေးလည်းလိုချင်တယ်ကြောက်လည်းကြောက်တယ်ဆိုတဲ့အနေထားတွေကိုတွေးနေရပါတယ်အဲ့တော့ဘာဖြစ်ဖြစ်ချမ်ပီယံစစ်ကောင်စီကတော့အခုနိုင်ငံဒီဘီလာရုတွေရုရှားတွေတွေ့ပြီးပြန်လာတဲ့အခါမှာတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တာကိုသူကုန်ရုံးလုံးမဲ့အနေထားရှိပါတယ်เนาะဒါတော့သူရဲ့ထွက်ပေါက်ဖြစ်တဲ့အတွက်ပါเนาะ ကဲနောက်ဆုံးမှာတော့ဗောနော်ကျွန်တော်တို့ဒီမြန်မာပြည်ထဲမှာဗောနော်တကယ်ပဲအမြင်မတင့်တော်တဲ့ဟာတွေကိုပြောလာတယ်ကိုစီရဲ့ဗီဒီယိုဖိုင်လေးနားတော်ကြည့်လာအောင်နော်ပြုလုပ်ပြမှတ်နေတဲ့ဒီဟိဟော့ဖြော်ပြပွဲတွေနဲ့ပတ်သက်လို့အဓိကတောင်းရှိတဲ့လူစီစဉ်နေတာကဘိုးချုပ်ကြီးရဲဝင်းဦးရဲ့တာရဲထက်နောင်ကစီစဉ်ပြီးတော့လောက်ကင်နေဆိုတဲ့ဟာကိုတော်နိုင်တဲ့တရင်မြုတ်ကပေါ်ထုတ်လိုက်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့လေပြင်းပြထန်ထန်ကန့်ကွက်ထားပြီးတော့ဒီအတိုင်းအဝိုင်းနဲ့မပတ်သက်ဖို့ပြောထားတယ်ဒီနေရာမှာတစ်ဖက်ကတော့ပြောလိုက်တယ်မင်းတို့ကဘာမှမဖြစ်သူတို့မြဲပြောတဲ့စကားအမြင်မတူရန်တို့ ရဲဝင်းဦးဘုကျော်ကြီးရဲဝင်းဦးဆိုတာမောင်မောင်အေးနဲ့ဘုကျော်မောင်မောင်အေးနဲ့လည်းခမီးခမဲတော်တယ်ဒါထားတူတီစာရဖအရာရှိချုပ်လက်ရှိတော်လန်ရင်းမှာမြို့တိုင်းမှာမြို့တိုင်းမှာလူငယ်တွေအားလုံးကိုစစ်တော်ရေးစခန်းဆောက်ပြီးတော့ပိုးစိုးပတ်ဆက်နှိမ့်ဆက်ညှဉ်းပန်းတက်ဖြတ်တာဒီစစ်တပ်ထက်ကိုစာအဖကအဓိကလုပ်တာနော်စစ်ဖက်ရေးကလုံကြုံရေးအပွဲဆိုပြီးဒီစာအဖတွေကနေတိုင်းတွေမှာအရဝတ်နဲ့နီးမျိုးစုံလှည့်လှည့်တယ်တော်လန်အင်အားစုဒီကလေးတွေတက်ချောက်လောက်ချားကြုံတဲ့နေရာကိုစုံစမ်းတယ်ပြီးလို့ရှိရင်စွဲတယ် ဆွဲပြီးလို့ရှိရင်အဲ့ဒီ data တွေမှာရှိတဲ့စစ်တွဲစခန်းတွေမျိုးစုံလောက်တာနော်နေတိုင်းမှာမြို့တိုင်းမှာရှိတဲ့ရန်ကုန်မှာဆွဲနေတဲ့စားဖတ်တွေဆွဲနေတာအခုဆိုရင်စားဖတ်တွေအဲ့ဒီပြည်စောတိတို့တင်းနဲ့ပြန်ပေးပြီးတော့တီးနဲ့လက်တက်မွေးပြီးတော့ဒီတော်လှန်အင်အားစုရဲ့အတွင်းသတင်းတွေကိုလိုက်တယ်ဖမ်းဆီးတယ်ဒီမျိုးစုံနှိမ့်ဆက်တယ်တက်ဖြတ်တယ်ရိုးရိုးတက်တာမဟုတ်တော့စစ်တွဲရေးကိုရောက်ခူးတဲ့လူတိုင်းကိုမေးတိမှာဘလုံးပုံစံလူမဆန်အောင်ရှင်းဆက်လဲဆိုတာနော်အဲ့တော့တိုင်းကြီးရဲ့အပြောင်းအလဲတစ်ခုအတွက်သူတို့ဒီ ဒီတိုင်းပြည်ဒီမိုကရေစီလိုချင်တယ်စစ်တပ်အုပ်ချုပ်တာကိုလက်မခံဘူးရှင်းရှင်းလေးပဲနော်အဲ့ဒီအတွက်သူတို့ကောင်းကောင်းမွန်မွန်ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာဘလောက်ထိငြိမ်းချမ်းခဲ့တယ်နော်စစ်တပ်ချိုးခင်းလို့ထွက်ပြေးတဲ့အချိန်မှာတော့ကြကြံခဲ့တဲ့ဖုံးတွေအကုန်ပြန်ကောက်ပြီးတော့စီးနဲ့ကန်းနဲ့ပြန်ပေးခဲ့တယ်အရှိရဆန္ဒပြတဲ့လူအုပ်တော်ကြီးအနောက်မှာအမှိုက်ထုတ်လိုက်ောက်တဲ့လူအုပ်ကအနောက်ကတီးနေလိုက်အဲ့ဒီအရှိရဆန္ဒပြတဲ့လူတွေစားတာလို့တခုခုပြစ်ချပြစ်ခဲ့ရင်တော့မှအဲ့ဒီအမိုက်ကိုလမ်းပေါ်မှာတခုမှကြံသေးရဘူးအဲ့ဒီပုံစံနဲ့ဒီမိုကရေစီကိုလိုလားဆိုတော့တောင်းဆိုခဲ့တဲ့တီတူတွေလူငယ်တွေ အဲ့ဒါလို့ပြည်သူလူငယ်ဘာပြစ်မှလုပ်ရတာမရှိဘူးတော့အဲ့တော့သူတို့ကလက်မှတ်ကဏ္ဍတစ်ခုနဲ့တည်းအဲ့ဒါလို့လူငယ်တွေကိုလိုက်ဖမ်းတယ်စစ်တော်ရင်မှာနီးမျိုးစုံဖိတ်ဆက်တယ်တချို့တလေဆိုရင်တော့အားလုံးတည်းတော့ကအန်ဒီအမတ်ဆိုရင်ဗစက်ထဲကိုတဲတွေတန်ချောင်းတွေအက်ဆစ်တွေမျိုးစုံဖိုးထည့်ပြီးတော့အရှင်လက်လက်ကိုနှိမ့်ဆက်ပြီးတော့တတ်ပြစ်ခဲ့တာဒီတက်ဆိုးရွားဆိုနှိမ့်ဆက်ခံပြီးအတက်ပြတ်သွားတဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်တဲ့လူငယ်တွေအများကြီးရှိတယ်အဲ့ဒါတွေအားလုံးဒီတည်ခံပြီးဒုတိယဘုလိုကြီးရဲမင်းဦးရဲ့လက်ချက်သူတို့စာအဖားတွေကပဲအဓိကလုပ်ခဲ့တာအဲ့တော့ဒီဘုကြောင့်ကြီးရဲဝင်းဦးရဲ့အောက်မှာ မြို့တိုင်းမှာလှုပ်ရှားနေတဲ့စားအဖာတွေဘလောက်ပြည်သူကိုတတ်ထားပြီဆိုတော့စဉ်းစားကြည့်အဲ့တော့ရေဝင်းဝဲတားကလိုက်ဥဆောင်တဲ့အရာမှာနော်ဟိဟောလောကဆိုတာကိုဇေယတော်နော်ဒါဟိဟောစီနီယာဂျူနီယာအနေနဲ့ကြည့်မယ်ဆိုရင်ကိုဇေယတော်ဒီစီနီယာဘိုင်းမှာပါဝင်ခဲ့တဲ့ဟိဟောတယောက်ကိုပြောလို့ရတယ်ကိုဇေယတော်လိုလူမျိုးကိုစစ်ကောင်စီကဘယ်လိုမျိုးရဲရဲဆဲဆဲတတ်ခဲ့တာလဲအဲ့တော့ဇေယတော်အပြစ်ပါလို့ဗျမ်းပဒါခွေးစကားတွေပဲတိုင်းပြည်ဖြစ်စည်းတာလို့ပေါက်ပန်းလေးတွေစကားတွေကိုပြောလို့မရဘူးတူတိုင်းပြည်ပြန်ပါလို့လေချင်းချင်းလေး လူတက်တာပဋိင်းတင်တာခေါ်လာနိုင်လာလှုပ်လာဒီတိုင်းမျိုးဘယ်နေရာဖြတ်သီးတယ်ဒီတိုင်းမျိုးဒီမိုကရေစီလမ်းကြောင်းပေါ်ရဖို့အတွက်တူတီတူဆန္ဒကိုတူဖော်ထုတ်တာအဲ့ဒါလို့အမှုပညာရှင်မျိုးကိုရရက်ဆက်ဆက်လေမင်းဂျိုးဝင်းစုပ်ပြီးတော့တပ်ပစ်ခဲ့တာဒီမနစ်တနေရာမှာရှိသေးတယ်အဲ့တော့အမှုဒီဟင်းကလောကအနေနဲ့နော်နောက်တက်လာတဲ့စီနီယာတွေအနေနဲ့လေးစားပြင့်တယ်ပံပိုးထားပြင့်နော်ငါတို့ကိုလည်းဒီလိုမျိုးအခုအဲ့ကောင်နဲ့ပေါင်းနေတဲ့အဲ့ဒီအဲ့ဒီရဲဝင်းဦးဘုเจ้าကြီးဘုเจ้าကြီးရဲဝင်းဦးတားနဲ့ပေါင်းနေတဲ့ရဲထက်နောင်နဲ့ပေါင်းနေတဲ့ကြော့ဟော့တယ် ဟင်းဟောဆိုးနေတဲ့ကောင်လေးမင်းတို့လည်းဇေဟတော်လိုမျိုးမင်းတို့ရင်ထဲရဲ့ဆန္ဒကိုအစစ်တအာဏာသိမ်းတာလက်မခံဘူးကွာငါတို့ဒီမိုကရေစီလိုချင်တယ်လို့မင်းတို့ဆန္ဒကိုပြောလိုက်တဲ့နေ့မင်းတို့အဲ့လိုတတ်မခံဘူးလို့မင်းတို့အာမခံတာကိုအဲ့ဒါအဖြစ်ပြီးကြတော့အဲ့ဒါအဖြစ်အဲ့တော့တိုင်းပြည်ကငြိမ်းချမ်းနေတာမဟုတ်ဘူးသူတို့ဘာလုပ်လို့ဒီတိုင်းပြည်မှာငြိမ်းချမ်းနေတာကိုငြိမ်းနေတယ်လို့ပြောတာအဲ့တော့မင်းတို့ဘဝတွေမငြိမ်းချမ်းဘူးမင်းတို့ဘဝလည်းအချိန်မရွေးမင်းတို့ဘဝကိုအတက်အအနေလာပြီးတော့တကားခောက်လို့ရတယ် ဲ့တော့ဒီလိုအတိုင်းဝိုင်းနဲ့ပေါင်းပြီးတော့ပြည်သူတွေဒီလိုဖြစ်နေတဲ့အချိန်တိုင်းပြည်ဒီလိုဖြစ်နေတဲ့အချိန်မှာဒီလိုအတိုင်းဝိုင်းနဲ့ပေါင်းပြီးတော့တော့ဒီလိုမျိုးမလုပ်တင်ဘူးဒါဟာလူကျင့်ဝတ်တစ်ခုပဲနော်ဟိဟောလောကလူငယ်တွေအကြိုက်အခုလက်ရှိလူငယ်တွေဘာဖြစ်နေလဲတိုင်းပြည်ကဘယ်လိုအနေနဲ့နေလဲအခုမြိုင်မှာဆိုရွာဆဲရွာကြောတယ်စစ်တောင်းစစ်တပ်ကစစ်တောင်းတကြောင်းတို့ထိုးသွားလို့အဲ့ဒီစစ်တောင်းထိုးတဲ့ဓာတ်ချောင်းမှာတီတုကာဝေးတပ်ဖွဲ့တွေအင်အားကောင်းကောင်းနဲ့ရှင်းရှင်းမရှင်းအဲ့ဒီရွာတွေအားလုံးကလွတ်ရအောင်အကုန်ပြေးရတယ်ဒတိယဒီတာမြေပြင်မှာဖြစ်ပေါ်နေတဲ့အရာ အဲ့တော့မြန်မာနိုင်ငံမှာစစ်တပ်ကစစ်တောင်းထိုးလို့ထွက်ပြေးရတဲ့ရွာတွေပဲရှိတယ်။တော်လိုင်းအင်အားစုစစ်တောင်းထိုးလို့ထွက်ပြေးရတဲ့ရွာမရှိဘူး။ဒါလေးကိုစဉ်းစားသိချင်တယ်။ဒါကြောင့်မလို့အခုမင်းအောင်နိုင်ပြန်လာမယ်။နော်။ကိုနေအောင်မဲ့စောက်ချက်မရှိတဲ့ရုပ်။နော်။ဒါပဲပြောမယ်။မင်းတို့လေအဲ့ဒီမင်းအောင်နိုင်တုံမဲ့ပွဲကိုပွဲကြီးအောက်တန်းသားတွေတခါလေးပြောလိုက်မယ်။မင်းတို့မတော်ခင်မှန်တယ်မှာမင်းတို့စောက်ဖို့မင်းတို့အရင်ကြည့်ပါ။ဘာရုပ်ပေါက်လဲဆိုတော့ကိုယ့်ရဲ့တန်ဖိုးကိုယ့်ကိုပိုင်းပြတ်ကြ။ အဲ့ဒီတမိုင်းမင်းတို့တာမြည်မြစ်ထိမပြောက်ဘူးစိတ်ရဘာဖြစ်လို့လဲအာနာတိမိကာသမှာညွန့်ဝင်းတို့နော်ဖေနဲ့တာများကာရိုက်ခဲ့ဒီနေ့ထိလူတွေပြောလို့မပြီးဘူးအဲ့တမိုင်းစိတ်တော့ချမ်းသာခဲ့တယ်အဲ့တမိုင်းအဲ့တမိုင်းကြီးကဘယ်တော့မှဖြစ်လို့မရတော့တော့ပြီနောက်တစ်ခါကောင်းလို့ပြောတယ်အေးကွာငါတို့နိုင်တိုင်းပြီးစစ်အာနာတိုင်းတဲ့ချိန်မှာငါတို့ကတော့သူ့ကိုအားပေးခဲ့ရတာအဲ့ဒီကောင်ကဒီစစ်တပ်နဲ့ပေါင်းပြီးဘယ်လိုလုပ်သွားလဲတော့ပြီမင်းတို့မင်းတို့စိတ်တော့ချမ်းသာနော်လီးပဲရွှေချထားတာဟိုအဝဲရွှေကိုထားတာ သိလားအဲ့တော့မရတော့ဘူးအဲ့တမိုင်းကဘာမှမဖြစ်လို့မရဘူး ကဲဒါတော့ကိုစီပြောတဲ့သုံးသက်ချက်ပြီးလို့ဖြစ်ပါเนาะအဲ့တော့သိကြပါတယ်အကြမ်းမေးရလိုက်ပြန်လာရင်တော့ကျွန်တော်တို့တယုံယုံနဲ့တွေ့ကြမှာပေါ့เนาะဘောမတွေအုပ်စုတွေကတော့တိုင်းပြည်ကခုလိုမျိုးပေါ့เนาะမသားရင်လို့ဖြစ်နေတဲ့အချိန်မှာဒီလိုပျော်ဝဲရှင်ပွဲတွေတွေ့နေရတော့အဆင်မပြေဘူးပေါ့เนาะအဲ့တော့ဒီ rapper တွေပွဲရလဲတော်တော်လေးကိုသတိထားမိတာဖြစ်ပါတယ်เนาะဥဆောင်တဲ့သူတွေလှုပ်ပေးတဲ့သူမတီးပြီးတဲ့လူတွေကတကယ်ပဲစစ်ကောင်စီကနေတကယ်သူတို့ရဲ့ view ဟာချက်ချက်လှုပ်ထားတဲ့အကွက်တွေထဲမှာဒီလူငယ်တွေကိုဆွဲထည့်နေတာဖြစ်ပါတယ်เนาะဒါတွေတချို့ကလည်းတည်နေပါဝင်တဲ့လူရှိတယ်တချို့ကလည်းမတည်ရဲ့မတည်ဘဲနဲ့ပါဝင်တဲ့လူရှိတယ်ပေါ့เนาะအဲ့တော့ဘာပဲပြောစစ်ကောင်စီလှုပ်တဲ့ပွဲတွေ ကိုတော့အဓိကရှောင်ရှားကြပါလို့တိုက်တွန်းရင်းနဲ့ကျွန်တော်ဗီဒီယိုလေးဆုံးသက်လိုက်ပါရနော်။ဟုတ်ကဲ့အတန်အဆင်မပြေတဲ့အတွက်ပြောတဲ့အခါမှာဆက်ဆင်မပြေတာရှိသွားရင်လည်းအားလုံးကိုအထူးပဲတောင်းပန်ပါရနော်။ဟုတ်ကဲ့အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှလုံးသမျှဆောင်သမျှအရာအလုံးပြည့်စုံကြပါစေ။တွားလိုက်ရမှာဘေးကင်းကြပါစေ။ချက်ဖက်မဲအောင်လိုင်းရဲ့စစ်ဘေးရနေလည်းကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။